လှုပ်တဲ့နာကိုလှုပ်တနေ့တွင်ညီးတကောင်သည် မျက်ချောက်တွေကိုစားနေသည်စတိကဖြတ်သွားဖြတ်လာညီးကို တွေးသည့်အခါ မေးကြည့်လိုက်သည် ဟေ့မီဟိုဘက်မှာမျက်နှာတွေကစိမ့်နေတာပဲဘာဖြစ်လို့များမျက်ချောက်တွေကိုစားနေရတာလဲစိမ့်နေတာတွေကို စားရော့ပေါ့ စသစ်ပြောတာမှန်သည် အနီနာကွင်းပြင်တွင်စိမ့်ဆိုသောမြက်တို့ရှိနေသည်မြက်ချောက်တွေကိုဝါနေသောမြီးကစသစ်ကိုပြန်ပြောသည်ဟဲ့ကောမင်းပြောတဲ့မြက်တွေကအစိမ့်အောင်မဟုတ်ဘူးအပြာရောင်တွေစသစ်ကအံ့အားသင့်စွာဖြင့်မြီးရမင်းလည်းနေတိုင်းမြက်တွေကိုစားနေတာပဲမြက်မှာအပြာရောင်ဆိုတာရှိလို့လားကွာ မြက်ဆိုတာအစိမ်းရောင်ပဲမဟုတ်လားအပြာရောင်ကွာအစိမ်းပါကွာအပြာအစိမ်းတရိษံနှကောင်ငင်းခုန်နေမှုကပိုပြီးပြင်းထန်လာသည်နှကောင်စလုံးအပြာနှင့်အစိမ်းဇလန်းသည်ပြီးဆုံးနိုင်တော့မည်မဟုတ်ထို့ကြောင့်နောက်ဆုံးတွင်တောပရင်ခြင်သိထံအဆုံးဖြတ်ခံอยู่ရန်သွားကြလေတော့သည် အရှင်မြက်ကို ကျွန်တော်မျိုးကအစိမ့်ဟု ပြောသည်ဒါကိုမြီးကအပြားဟုညင်းသည် အရှင်ကအမှန်အတိုင်းအဆုံးဖြတ်ပေးစီချင်ပါသည်မြက်ဆိုတာအပြားရောင်မဟုတ်ပါလားအရှင်ဆင်သေးကမြီးနဲ့ကြက်သစ်တို့၏စကားကို နားထောင်သည်ထို့နောက်ဆင်သေးကမြီးပြောတာမှန်တယ်မြက်ကအပြားရောင်ဟု အဆုံးဖြတ်ပေးလိုက်လေတော့သည်ဇတိကအံ့အားလဲတဲ့ဒေါသလဲထွက်သွားသည်ချင်းသေးကဇတိကိုမဟုတ်မမှန်ပြောဆိုသည့်ဇတိကိုကြိမ်တန်ပေးစေဟုလဲအမိန်ချသည်ကြိမ်တန်လဲခံမြည်းလဲပြန်သောအခါမှဇတိကချင်းသေးကိုပြောသည် အရှင်မြတ်ဆိုသည်မှာအစိမ်းရောင်ဆိုသည်ကိုအရှင်လဲသိပါလျက် အဖေကြောင့်အပြာရောင်ဟုဆုံးဖြတ်ခါကျွန်တော်မျိုးအားအပြစ်ပေးရသည်နည်းကျွန်တော်မျိုးကိုကြိမ်တန်ပေးခြင်းထက် အမှန်ကို အမှန်အတိုင်းအဆုံးဖြတ်မပေးခြင်းအပေါ်ခံပြင်းလှပါသည်ဆင်သေးကဆိုသည်ကျက်သိမ့်မိုက်ငါဒီတင့်ကိုအပြစ်ပေးခြင်းမှာမြတ်သည်အပြာရောင်ဖြစ်ခြင်းအစိမ်းရောင်ဖြစ်ခြင်းနဲ့မဆိုင်တင်သည်ကြီးလိုကောင်းနဲ့ဖက်ပြိုင်ပြီးညင်းခုန်နေသောကြောင့်အပြစ်ပေးခြင်းဖြစ်သည် ပညာမဲ့လူပါလာတဦးသည်ပညာရှိသူတော်ကောင်းတရာကို အနိုင်ယူ၍ရသည်ပညာမဲ့သူတွင်ကောက်ကျစ်ရုံမာသောစိတ်အစဉ်ရှိနေသဖြင့်သူအနိုင်ရရေးကိုအစဉ်တွေးကာနီးမျိုးစုံဖြင့်ရုံမာနေမိသာဖြစ်သည်အကြောင်းမဲ့ငင်းခုန်ခြင်းဖြင့်အချိန်ရောအင်အားကိုပါမဖြုံးသင့်ထိုလူမိုက်တို့ကိုငင်းခုန်ခြင်းထက်လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ခြင်းကတင်လဲမိုက်မဲရကြသဖြင့်တင့်ကိုအပြစ်ပေးခြင်းဖြစ်သည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။